အားလုံးပဲမင်္ဂလာပါရှင်။ဒွားချန်နယ်ကပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာတော့စာရေးသူဒွားရဲ့နေချီသစ်ကိုစောင့်ရသူများ ဆိုတဲ့ဝတ္ထုတော်လေးနဲ့ဖတ်ကြားပေးသွားမှာဖြစ်ပါတယ်ရှင်။နေချီသစ်ကိုစောင့်ရသူများအင်ရှိချန်တကားမှခြံတွင်းမြေနဲ့ရာစီတို့ညုံညင်းညစ်အယောင်ရေများကတလိမ့်ချင်း စီးဝင်လာကြသည်။ တော်ရင်မီတရခြံတွင်းသို့ဝင်လာစားပြုနေသောရေများကိုတဲအိမ်များဖြင့်ဖိကာပိတ်ကာတတ်နိုင်သမျှကာကွယ်တားဆီးနေရသည် တော်ဤမိငယ်စင်ဘဝကတော့ကိုယ်အိမ်ခြံဝန်းတဲရေမဝင်မီဆိုသဖြင့်ခြေဘဝကလေးဖြင့်ရက်ခါသွင်းခဲ့သည်ကိုတတိယမိသည်ယခုများတော့အိမ်ခြံဝန်းတဲရေဝင်၍ ဖြစ်လာရသည့်နောက်ဆက်တွဲဒုက္ခများကိုသိလာခဲ့ပြီးဖြစ်သည်ဖြိုးအေးအေးမီအဲ့ဒါတွေလုံးမနေနဲ့ဗျအချိန်ကို လူပင်မန်းသားပဲအဖက်တယ်မယ်ရေတက်နှုံကကျင်းတယ်တဲ့နော်တခြားအိမ်တွေတောင်မှအကုန်သိမ်းဆဲနေကြတယ်သူဖြစ်သူတာရင်ကစိုးရင်စိတ်ဖြင့်တရေပေးသည်အေးပါတာရင်ငါအိမ်ကကုန်းမြင့်ပိုင်းဆိုတော့ ရေများလွတ်လေအောင်မလားလို့ပါကိုရင်လှဘော်ကတော့နွားတွေဆွဲပြီးမနှိကလေးကရေရှောင်သွားပြီလေရေကတော့မလွတ်တာသေးကြတယ်အီးအေးမေတိမ့်စရာရှိရာတွေသာရေလွတ်အောင်တိမ့်ထားပြို့ကျုပ်လဲရီးမြတာနို့အိမ်ဘက်ကိုသွားပြောကြည့်အောင်မေဒီလိုရာဒီရောက်တိုင်းဒီဒုက္ခတွေကရောက်လာတတ်သမီးရွာမြောက်ဖဲ့မုံချောင်းမှရေစည်းတံတို့က ယခင်ရဲ့များကထက်အနည်းငယ်ကျေလောင်လာသလိုပင် ထင်ရသည်တင်းစီယာကတိတ်တော့အများများစားစားမရှိလားဒေါ်အီမီမြန်နိုးတန်မိုးထားသည်ဘိုးဘွားအမွေအသုံးဆောင်ပစ္စည်းတချို့နှင့်ရင်ဆိုရမရသည့်အမှတ်တရဓာတ်ပုံများသာဖြစ်သည်။နွားတန်လူတန်ကလေးအော်တန်တို့ကရွာကလေး၏လမ်းများထက်တွင်စူညင်းနေတော်သည်။ကလေးများက စည်းဝင်လာသောရေလန်းကြောင်းမော်ပြီးစော့နေကြသည်လေးစီးရတော့မယ်ဟေးလေးစီးရတော့မယ်ဟုပျော်ရှင်စွာ ခုံပေါ့អော်ဟင်းနေကြသည်ပြင်တို့ပြင်စများထင်းစာများရေမျောမသွားစေရန်ထင်းမုံမော်တို့တစ်တုံးအကြီးကြီးနှင့်ဖြည့်၍တင်လိုက်သည် မနိုင်မနှင်းမှုခါပင်အနေငယ်မြက်ခနေဖြစ်သွားသည်ခုနကတာရင်ကိုခေါ်ပြီးခိုင်းလိုက်အကောင်းသား ငါကလည်းတတိမရဒုက္ခမြလည်းအားရှာတာမဟုတ်ပါဘူးလေဟုတယောက်ထဲတီတူပြောနေမိသည်တလှုပ်လှုပ်သိမ်းဆင်းနေရင်ရေမြားကဒေါ်အေးမီဤအိမ်ချံဝင်းအတွင်သို့တိုးခွေဝင်ရောက်လာကြသည်မှာဒေါ်အေးမီဤခားလေအထီပင်ရောက်လိုပြီအိမ်ချင်းလေကစံတွင်ခြိထားသောလေငယ်ကလေးသည်လှိုင်းငယ်ကလေးများတအီးအီးလှောက်ခတ်လိုက်တာ အိမ်တိုင်နဲ့တို့ထိမိနေသည်မှာနာယီစည်းကျဲတန်ပမာပင်ဒစိမ့်စိမ့်တဤဤဖြင့်မပြက်ရွာနေသောမိုးဆက်ကြတဲ့တို့သည်အိမ်အမိုးထက်စီမှတပြောင်းပြောင်းကြားနေရလေသည်1336ခုနှစ်ကအိမ်မြင့်ကြီးများ၏ခေါင်းနိုင်အထိရေများရောက်ခဲ့ပြီးကြက်စရာကောင်းသည့်ရေနှင်းပြုံးမှုဖြစ်စဉ်အကြောင်းကိုလူကြီးသူမများထံမှ ကြာဘူးခဲ့သည် ထိုစဉ်ကတော်အေးမီသည် လူမမဲအရွယ်ကလေးသာရှိသေးသည်တော်အေးမီတို့အင်္ဂလိပ်သည်လေးပင်အနေကလေးမှုရေလွတ်ရာအိမ်မြင့်စီသို့သွားရောက်ခိုကပ်နေကြရသည်တော်အေးမီ၏အမေသည်တမီးဖြစ်သူကို လေကလေးပေါ်တင်ကားတအိမ်မှတအိမ်အကူမိဖို့ချင်းဟောင်းနေကြကရေနှိခဲ့မှုသည့်အဖြစ်ကမယိုးနိုင်သည့် အိယာဝင်ပုံမြင်တဘောပင်ဖြစ်သည်အေးမေမိန်ကလေးကံကြီးလို့မသေးတာဟုအမေကဆိုသည်ယခုတော့ဒီဒုက္ခတွေကနေအမေလွတ်သွားပြီဟုတွေးရင် အမေကို လွမ်းမိပြန်သည်တော်အမေကိုယ်တိုင်အမေနေရာရောက်မှကြီးမာလာသည့်မိဘမြတ်တာကိုပူ၍တည်လာရသည်တနေတကြီးသူရောက်နေကြသော သားသမီးများကိုလည်းဒီလိုအချိန်မျိုးတွင်တန်းတန်းတရတတိယမိလေသည်သားသမီးများကခေါ်တော်လဲအညာကိုချစ်တော်ဇာတိရွာကိုချစ်တော်ဒေါ်အေးမီကမလိုက်ဖြစ်ခဲ့ ရခင်ကမိသားစုတိုက်တိုက်ဝင်ဝင်နဲ့ပျော်ပါးခဲ့ရာဤနေရာလေးသည်ယခုတော့ဥလှဘော်နှင့်ဒေါ်အေးမီနှစ်ဦးသာကြံရခဲ့ရှာသည် လေးပြေးကလေးတစ်ချက်တိုက်ခတ်လာသဖြင့်အတွင်းကဘာမှလွတ်ထွက်လာကကိုရင်လှပေါ်အားထမင်းပို့ရန်အချင်းရောက်ပြီးကိုတတိယတော်သည်ဟန်ကောကြိုင်တဲ့သို့ထမင်းတို့ကို နှိမ့်၍တိတ်၍ထဲ့သည် မကြီးသည့်မဲ့ကို အနှစ်တိုက်၍ပဇွန်ကြောင့်နှင်ချက်ထားသောဟင်းတစ်ခွက်သာချက်နိုင်သည်စိုးထိုင်းနေသောရင်ခွေများကြောင့်ထင်းကြောက်ရှားသည်မို့မိโกတူဦးနှင့် ချက်ပြုတ်ရေးကမလွယ်ပဲချားလော်ကိုလက်ဖက်ညံကလေးနဲ့နှမ်းစီကလေးနဲ့တုပ်လိုက်သည်တောသူတောင်သားတို့အတွက်ရေကြီးပေါ်တွင်စားရသည့်ဟင်းမျိုးသာဖြစ်သည်နွားစာအတွက်မျက်စင်ပေါ်မှကောက်ရိုးစင်းကိုစောင်းကျဲတဲ့သူဖိကတိတ်ခါကျုံထဲပြီးလှေဦးတွင်တင်လာခဲ့သည်လှော်တဲ့တချောင်းကင်ကဘဲဘဲချမ်းမှချမ်းစီယူထောက်လိုက် ညာဘက်ကခြံစည်းကိုထောက်လိုက်ဖြင့်အညာသူမို့လှေလောမကျွမ်းတော်လဲမတက်သားသည့်အဆုံးမတော့တရွေ့၍လှော်ခတ်လာခဲ့သည်အကြီးအမေရဲ့အကြုံပါလိုက်ခြင်းနဲ့တော့မလာရီတရ ထမင်းတို့အကြုံပါလိုက်ခြင်း၍ဒေါ်အေးမေအားအိမ်ပေါ်မှလှမ်းအော်လိုက်ခြင်းဖြစ်သည်ဤသို့ဖြင့်ဒေါ်အေးမေလှေကလေးပေါ်တွင် အကြုံပါလိုက်သောထမင်းတို့များ ဆက်လိတ်စည်းများရင်နွေးချမ်းခရားများဖြင့်ပြည့်၍နေကြတော်သည်ရေစည်းကြံသောလမ်းစုံများတွင်အားဆိုင်၍လှော်ခတ်ရင်မကြသေးမီအချိန်ကာလတစ်ခုကိုတတိယမိပြန်သည်လွန်ခဲ့သည့်နှစ်ပတ်ကျော်ကမိုးရွာစရန်အတွက်ဒီနေရာမှာဟေးတိုက်ခါစူးစူးညံ့ညံ့လွန်ဆွဲခဲ့ကြသည်သည်ခုများမတော့ဒီနေရာက ရေစီးများပင်တန်လာကြည်ဉဏ်ဆန်းလာသည့်ပြောင်းလဲခြင်းများကဒေါ်အင်းမေရင်တွင်သို့လှုပ်ခတ်ဝင်ရောက်လာခဲ့လေသည်မုံချိုယူအတိုင်းလှော်ခတ်လျင်ရေစီးကတန်လွန်သည်ထိုရေစီးကားကိုဒေါ်အင်းမေတရာခုခံရမစွမ်းသာသောကြောင့်ရွာအချီနာမှကက်ခါလှော်ခတ်လာခဲ့သည် မုံချိုဘက်မှာတော့ရေစီးတန်တို့ကတဝောဝဆူငဲနေလေသည် ရေစည်းတန်လွန်သဖြင့်လှင်ကလေးကိုမတိန်ဆောင်စေရန်တတိထားလှော့ခန့်နေမိသည်ပျော်တွဲတွဲလက်မောင်းသားများနှင့်လက်အားကိုစား၍လှော့ခန့်ရသည်ကြောင့်အနည်းငယ်မောဟိုင်နေသည်တစ်ဖက်ကျောမော်သို့ရာလုတ်သွားတိုင်းဒီမုံချိုးကိုကူးကြည့်ဖြက်ချီကျင်လဲခဲ့ရသည်ကျောမော်မှလက်ပံမွေများ ကောက်လာကောက်ရဲ့ပောက်ပန်းနီနီများ ခူလာခူရဲ့လေကလေးကိုလှော်မီဒေးမတဲ့မဲအချမ်းတော်မီတချင်းချိုချိုကလေးကိုညီလာညီမီရဲ့ခုများမှာတော့လေကလေးကိုလှော်ခတ်တာချင်း တူတော်လဲစိတ်ခံစားချက်တူကမတူညီနိုင်တော့မုံချောင်းရဲ့စီးဆင်းမုံကလည်းမတူညီခဲ့ပြီမဟုတ်ပါလားအနီးနားရွာများမှာ ရေရှောင်ပြေးလာကြသောလှဲများလူများနွားများကမြောင်းပေါင်တစ်လျှောက်တွင် ဖြည့်ကျက်လျက်ရှိလေသည်ဒေါ်အေးမီသည်လှေကလေးအားမြောင်းပေါင်တစ်ပြေးရေဆက်တွင်တချိန်ကိုတန့်၍ရက်လိုက်သည် ဥလှဘော်ကလှေဦးပိုင်းကိုလှမ်းဆွဲယူပြီးရေဆက်တွင် ကျိုးနှင်ချီလိုက်သည်နွားစာကောက်ရိုးစင်းဆောင်များကိုလှေဘော်မှကန်းဆက်သို့ခြားသည် အကြုံပါလိုက်သောပစ္စည်းများကိုသက်ဆိုင်ရာလူများတို့ပေးရသည်ရင်းနှီးမြုပ်သည်မှ မဆင်းလာတော့လေရင်းနှီးမြုပ်မှုကြောင့်ပျက်စီးခြင်းဒဏ်ကို မခံစားနိုင်ကြတော့စဘာကြီးကြိုးကြသွားလို့ရေထဲမှာစဘာတွေဆိုတာကောက်မလွယ်ကျုံးမလွယ်နဲ့ဒီအတိုင်းကြည့်နေရတာပါတော့သူသားလေးဒီနေ့လူဖို့အတွက်ဆိုပြီးမတန်းစိန်များငိုလိုက်တာတက်မတက်ချက်မတက်ပါပဲ။ ဘုသားကြော့နမလီရည်စည်းနဲ့မျောသွားလို့သူမြင့်ငယ်ကောင်လေးကလိုက်ဆွဲရင်ကလေးပါရည်နဲ့မျောသွားဆိုပဲတယောက်တစ်ပေါက်ပြောဆိုတဲ့များအာမေရိတ်တဲ့များဖြင့်စုညင်ထိတ်လန့်လျက်ရှိကြသည်မကြလို့တော့ဒေါ်အေးမီထိုစိတ်မချမ်းမြေပွဲရတဲ့င်းများကို မပြောလို့မကြလို့တော့ချီတစ်ချိန်ချိန်မှာတော့လှပတော့အလင်းရောင်တန်းတို့ ရောက်ရှိလာပေလိမ့်မည်ဟု မျှော်လင့်နေမိသည်ဒေါ်အေးမိသည်ဆက်လက်တိုးကိုဖွာရင်တမျောတခေါ်ရေပြင်ကြီးကိုသာအသီးစိတ်ကြီးမဲ့သူကဲ့သို့ ငေးမောနေမိသည် ဖုံးစလုံးစစဘာပဲများသည်၎င်းအစံထည့်ပြီးစစဘနန်တို့သည်၎င်းဒီရေပြင်ကြီးအောက်တွင် မုန်းကြက်နေရှာတော့မည်ဟုတွေးရင် သူလဲအသက်ရှူကြက်လာသည် ဒီရေပြင်ကြီးအမြန်ပြန်ကျသွားစေခြင်းသည့်စိတ်ဆန္ဒတို့သာကြီးစိုးနေတော့သည် ခဝဲဝဲစီမှရေပက်လေဝိုင်းနေသည့်စိမ့်ညို့ညို့ရွာကလေးကို ကြည့်ရသည်မှာရေပြင်ထက်တွင်အေးဆက်ဆက်နိုင်လုံးမြန်သည်တပြေးပင်တန်းများစီမှလေးတစ်ချက်အဝေ့တွင်တပြေးသည်မဲ့ကြွေတန်းများကိုကြားလိုက်ရသည်လဲပေါမိုးဖြာချမ်းကြီးပေါ်သို့ မိုးဆက်များကတဖြောက်ဖြာဘဲညိုးနေများကြွားနေပါသလဲကိုရွှေမူရင်ပျက်စီးဆုံးရှုံးမှုတွေမမြင်မသိလေသလားကွယ်ဟု တီးတိုးရေရွရင်ညိုမိုင်းနေသောကောင်းငင်ကြီးအားစာနာတနာစီလိုသောအခြေဖြင့်မော့ကြည့်လိုက်မိသည် ဖက်ကျန်းဆက်လိုက်တို့အားအငွေတထောင်းတောင်းထအဆက်မပြတ်ဖွာထုတ်လိုက်ရင် နေချီသိကိုစောင့်မျှော်နေုံမှတပါတောတာရှင်များအားလုံးကောင်းကျိုးလိုရာဆန္ဒပြီးဝကြပါစေရှင်